မြန်မာလဲသူ့အနေနဲ့သူကောင်းတဲ့ဟာလေးရှိလို့မြန်မာနိုင်ငံမှာလဲသူ့ဟာနဲ့သူကောင်းတဲ့အရာလေးလည်းရှိပါတယ်။နောက်ခုလုံးမှာတော့သူ့အားသာခြင်းနဲ့သူ့အားနည်းချက်တွေရှိရပါတော့။အလိုအစားတောက်တွေဆိုတော့အရန်လွမ်းတယ်။အလိုအစားတောက်တွေဆိုတော့လွမ်းတယ်အလိုမော်အဓိကအစားတောက်ပါပဲ။ပုံငငယ်လေးကစားလာတော့လေအဲ့ဒါလေးတော့ပူစားဖြစ်တာပေါ့။မြန်မာစားတောက်မကြိုက်ဘူးတော့မဟုတ်ဘူး။နောက်ခုဆိုရင်တစ်ခါ ပါလဲဟိုစိုက်တဲ့ taste လေးကြာရှာစားရပေါ့နော်ဒီမှာဘယ်လောက်ပါပဲကြွားချပါပဲညီမပြေကလူကောင်လေးတွေပိုချစ်တတ်ပါတယ်စိန်နန်းတော့နေပြည်တော်မြို့အကျန်အကျိုးဆိုင်ရွှေနာထူးစရာဝယ်ကြီးလာပါပြီနော်မဆလာ20ရက်နေ့မှာ24ရက်နေ့ထိနေပြည်တော်ဇရှိဆန္ဒ promotion area တွေငားရတဲ့အတိုင်းကျမရောက်ချသွားမှာဖြစ်ပါတယ်အထူး promotion အနေဖြင့်စိန်နယ်များကို25ရာခိုင်နှုန်း discount နဲ့အလဲဇီရိုးဝင်ဆောင်မှုဝယ်ယူသည့်တန်ဖိုးအလိုက်မြစ်ထလက်ဆောင်များအပြင်မဟာတကျန်အကျိုးအထူးစီစဉ်များရှိလို့ကျန်းသာချစ်သူများကိုစိန်နန်းတော့ ီးပြည်တော်မျိုးဂျန်ရှိဆန်နာဆိတ်ရွှေနာအထူးစရာပွဲကြီးတွေလုံးဝလုံးလုံးမခံမဲ့လာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ် ချင်းလေးကတော့ last chapter album တွေကထွက်ထားတဲ့ချင်းလေးပါကြာပါပြီတနည်းတော့ရှိပြီအာ music video ကလည်းတကယ်တော့ရိုက်ထားတာကြာပြီပေါ့နော် American တစ်ခေါက်ဂျပန်ပြန်တော့ ਆ ပဲရိုက်ထားတာ director of Mario အလုပ်တွေရှုပ်ပြီးတော့အခုမှပဲထွက်ဖြစ်တာပေါ့နော်အဲ့လိုလေးပါအာအဲ့တော့ရောဟိုရိုက်မယ်မရိုက်ဘူးနဲ့နောက်ဆုံးတော့လည်းတယောက်တည်းရိုက်ဖြစ်သွားပေါ့နော်အဲ့လိုပဲအာပထမဦးဆုံးပေါ့နော်ဒါရိုက်တာနဲ့ကလည်းငငယ်လေးတည်းကလုံးဝဟို အတိမိတ်ဆွေဆိုတော့အဲ့လိုလေပေါပေါပပါလေးရိုက်ဖြစ်ခဲ့ music video ပါအတိကရမရီယာတချင်းအပြင်မှာတလို lifestyle မှာတော့အလိုနည်းနည်းပေါ့ပေါ့ပပါ fun ဖြစ်ဖြစ် cute ဖြစ်ဖြစ်နေရကြိုက်တယ်ဝတ်တာစားတာတွေရော make up တွေရောအဲ့လိုမျိုးကြိုက်တယ်ဒါမှမဟုတ်တချင်း creation ဘိုင်းနဲ့ပတ်သက်ရင်တော့နည်းနည်း dark ဖြစ်တဲ့ high နည်းနည်းဟို ဝမ်းနေဖို့ကောင်းတယ်ပိုင်းတွေပို့ပို့အားသာရယ်ဆိုရတာလည်းပိုကြိုက်တယ်နားထောင်ရတာလည်းအဲ့လိုမျိုးပိုကြိုက်တယ်ဖန်တီးရတာလည်းဒီလိုမျိုးပတ်လေးဖန်တီးဖြစ်တယ်နည်းနည်းစိုက်ကိုဆန်ဆန်လေးတွေကြိုက်တာပေါ့မူကတော့ဒီတိုင်းပဲလို့ထင်ပါတယ်ဒါပေမဲ့နောက်ပိုင်းပို့ပြီးတော့လည်းနည်းနည်းပို့ပို့ပါဟာလေးလည်းအာထွက်တာပေါ့ရှိပါတယ်ဒီလာမယ့်နေ့မှာပေါ်ပေါ်ပါပါလေးပေါ့စိတ်ထဲမှာအဲ့လိုနားထောင်လိုက်တာနဲ့အရင်နှစ်မွန်သွားဟာတဲ့နားထောင်လိုက်ပြီးတော့အဲ့လိုအဲတချင်းလေးလည်းနားထောင်ဖြစ်တယ်မှလည်းပေါ်ပေါ်ပါလေးဖြစ်တဲ့ပုံစံမျိုးလေးဒီຫນွေအတွက်တော့စီစဉ်ထားပါတယ် အာအတိတ်ကမယ်ရီကိုချစ်တဲ့ fan တွေကတော့ဘလို့ပဲဖြစ်ဖြစ်ချစ်နေတဲ့အတွက်ကြောင့်လဲကျေးဇူးတင်ပါတယ်လို့အဲ့မော့အများတော့အဖြစ်တော့ main ကလေးတွေရဲ့စကားခံစားချက်လေးပေါ့တချင်းထဲမှာထည့်ရေးဖြစ်တာပေါ့ကိုယ်တိုင်ခံစားချက်တချို့အရာလေးတော့ကိုယ်တိုင်ခံစားချက်ပါတယ်အဲတချို့အရာလေးကတော့အငားခံစားချက်ပေါ့ဟိုမှာအဓိကအလုပ်ကိစ္စလေးရှိသွားဖြစ်တယ်ဒီမှာအလုပ်ကိစ္စရှိပြန်ဖြစ်တယ်ပေါ့နော်တကယ်တခုတမျိုးစီအများဖြစ်ဘူးကတခုတမျိုးစီကောင်းတယ်ဂျပန်မှာလည်း သူ့အနေနဲ့သူကောင်းတဲ့ဟာလေးရှိလို့မြန်မာနိုင်ငံမှာလည်းသူ့ဟာနဲ့သူကောင်းတဲ့အရာလေးလည်းရှိပါတယ်။နောက်ခုလုံးမှာတော့သူအားသာခြင်းနဲ့သူ့ဟာနဲ့ချက်တည်းရှိရပါတော့။အဓိကကတော့အမေကတော့မဲရောငငယ်လေးတည်းဟိုလှုပ်ချင်တာလှုပ်ဒါပေမဲ့လှုပ်တင်တာလည်းလှုပ်ထားပါပဲ။အဓိကမှန်တဲ့လမ်းကြောင်းပေါ့မမှန်ကန်ကန်လေးဟိုအတိတ်ပဲရှိရှိအသက်ရှင်နေချင်တာပါပဲ။လို့အစားတောက်တည်းဆိုတော့အရန်လွမ်းတယ်။လို့အစားတောက်တည်းဆိုတော့လွမ်းတယ်။အဲ့လို ဓိကအစားတော့ပါပဲ။ပေါ်ငငယ်လေးတွေစားလာတော့လေအဲ့ဒါလေးတော့ပူစားဖြစ်တာပေါ့အဲ့လိုမျိုးဟိုလိုမြန်မာစားတော့မကြိုက်ဘူးတော့မဟုတ်ဘူးနှစ်ခုဆိုရင်တစ်ခါပါလေကိုတိုက်တဲ့ taste လေးကြာရှာစားရပါတော့ဒီမှာဒီလောက်ပါပဲ creative ဖြစ်တယ်ဂျပန်လူမျိုးတွေကပြီးရင်ကိုကြိုက်တာလေးတွေကိုကိုကိုကဘာလေးမှကိုနေကြရပေါ့အဲ့ဒါလေးတော့မရအရန်သဘောကြဂျပန်မှာဆိုသွားလိုက်တချို့ရေဆိုရင်ဟိုအရန်ဟိုဟို မီကီမောက်စ်အဝတ်အပြည့်ဝတ်ထားလို့ရှိတယ်ဟယ်လိုကီတီအပြည့်ဝတ်ထားလို့ရှိရချွေကြဖန့်လိုမျိုးလောက်ထားလို့ဒီမှာ judge လောက်မှာလဲသူစိတ်မရင်းမဆိုင်ဘူးဆိုတော့ဒါမျိုးလေးတွေတော့တွေ့ပါတယ်အရန် second အဲ့လိုမျိုးသူ့ culture တချို့နေရာမှာလဲအရန် second ကြီးရတချို့နေရာမှာလဲအရန်လွတ်လပ်တယ်အဲ့လိုမျိုးလေးရှိရပေါ့နော်သွားချပါမြန်မာပြည်ကလူကောင်လေးတွေပိုချစ်တတ်ပါတယ်ပိုအဓိကဘာသာစကားတူနေတာနဲ့တယ်ပိုဘရခံစားချက်ကစိတ်ချင်းပိုရင်းနှီးရပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် ခံစားချက်တူရယ် culture တူရယ် background တူရယ်ဆိုရင်ဟိုတတိုင်းတစ်ခုကပို့ပြီးတော့ဟိုပါတာတူ culture တူနေတော့မှတယောက်တယောက်ညီရတဲ့ဟာလေးရှိရယ်လေဟိုဒါတငယ်ချင်းမှဆိုလည်းဒီလိုပါပဲဆိုတော့အဲ့အလေးတော့ကိုအဆင်ပြေအောင်ပေါ့နော်။လှရှားမှုလေယာမရဒီလာမဲ့ຫນွေမှာ album ຫນွေ album လေးပေါ့နော်။လုံးဝຫນွေအချစ်ဇက်လန်းလေးနဲ့ပတ်သက်တဲ့သချင်းလေးတွေထွက်သွားဖို့ရှိရဲ။ဆိုတော့အဲ့အလေးလည်းစောင့်မျှော်ပြီးပါအောင်လို့ပြောချင်ပါတယ်။ ဒီနှစ်ကတော့ဂျပန်ပြန်မလားဒီမှာနေဖြစ်မလားတော့အဲ့ဒါတော့အလုံးနဲ့ပတ်သက်တော့စဉ်းစားနေတော့ပါဒီနေ့မှလည်း Mary အာ Techno ရဲ့ Come on 40 series ကိုလာရတဲ့ဖြစ်တဲ့ကမ္ဘာလည်းခက်အာ Techno လည်းချက်များကြီးပုံမအောင်မြန်မာစေမလို့လူငယ်တွေရောလူကြီးတွေရောအဲတပ်ပိုင်းမျိုးစုံရဲ့ဟိုဆွဲဆောင်ဖို့ရနိုင်ပါစေလို့ပြောချင်ပါတယ်